Hello မင်္ဂလာပါစူဇန်ရဲ့ Midnight Crime Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စူဇန်ပြပြပေးမယ့် case ကတော့စူဇန်ပထမအဦးဆုံးအကြိမ်မြန်မာနိုင်ငံကအမှုတစ်ခုကိုပထမအဦးဆုံးအကြိမ်မျှဝေပေးတာလည်းဖြစ်ပါတယ်။တကယ်လို့လိုအပ်ချက်တွေရှိသွားလို့ရှိရင်လည်းခွင့်လွှတ်ပြီးတော့နှာထောင်းပေးပါလို့စစ်စံကမြစ်တမ်းရခံရပါတယ်เนาะ။ဒီနေ့စံပြပြမှာကတော့ရန်ကုန်မြို့ရဲ့ဒီလိုမျိုးစုလီမှာရှိတဲ့ဟိုတယ်တစ်ခုမှာလူသတ်မှုဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 6ရက်အော်တိုဘာလမနက်7:20လောက်မှာဆိုလို့ရှိရင်ရန်ကုန်မြို့ဘဘဲတန်းအမှတ်7ရက်ကွက်32လမ်း Beauty Land Hotel ရဲ့၅လောက်အခန်းနံပါတ်902မှာဆိုလို့ရှိရင်ဒီ Aircon Outdoor မှတ်အိပ်အပြားရောင်အထုံးနှစ်ထုပ်ကိုချထားခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီအထုပ်ထဲကနေပြီးလို့ရှိရင်ဒီလိုလက်ပေါ်တော့အရန်ကိုသေးသွဲပြီးတော့ပိန်တဲ့ လက်လေးတစ်ချောင်းဟာတွဲလောင်းကျနေပါတယ်။အဲ့လိုတွဲလောင်းကျနေရာကနေပြီးတော့လူတွေကမြင်သွားပြီးတော့ဒီအခန်းမှာလူတက်မှုဖြစ်ခဲ့တယ်ဆိုတာကိုစပြီးတော့သိရှိခဲ့တာဖြစ်ပါတယ်။တေဆုံးနေတဲ့ခန္ဓာကိုယ်ကိုတွစ်တွစ်ချင်းနေမှာတော့ထွက်လာတဲ့သတင်းတွေဟာဒီတေဆုံးသူအသက်23နှစ်အရွယ်မဆုမြတ်ဝင်းဟာပဲခူးတိုင်းနတ်တလင်မြို့မှာနေတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီးတော့ဒီဟိုတယ်မှာ long stay နေနေတဲ့သူတစ်ယောက်ဆိုပြီးတော့အရင်ဆုံးသတင်းထွက်လာပါတယ်။ဒါပေမဲ့လည်းနောက်ရက်မှာတော့ ဒီကောင်မလေးဟာတကယ်တော့ leader Telegram channel ကနေပြီးတော့အခကြေးငွေနဲ့ခေါ်ထားတဲ့ပြည်သူစာမလေးဆိုပြီးတော့ပဲ ပြောင်းလဲထွက်ဆိုလာခဲ့ပါတယ်။ဟိုတယ်ရဲ့ CCTV မှတ်တမ်းနေအရာဒီအခန်း900နှစ်မှာတဲခိုသွားတဲ့သူဟာအသက်16နှစ်သာရှိသေးတယ်။တာကေတာမြို့နယ်မှာနေတဲ့မောင်အောင်ခန့်ကျော်စင်ဖြစ်ပါတယ်။ဒီအခန်းဒီလူသက်ပြည့်တဲ့နောက်မှာအခန်းကိုတန့်ရှင်းရေးလုပ်ဖို့ဒီသွေးတွေစပီချန်နေတာတွေကိုတန့်ရှင်းရေးလုပ်ဖို့နဲ့ဒီခန္ဓာကိုယ်ခန္ဓာကိုယ်ကိုဖျောက်ဖျက်ဖို့နေရာမှာကူညီဖို့အတွက်သူ့ရဲ့ကောင်းမလေးဖြစ်သူအသက်16နှစ်အရွယ်အေးမွန်အောင်ကိုလည်းခေါ်ခဲ့တယ်လို့သိရပါတယ်။သူတို့နှစ်ယောက်စလုံးကိုသူတို့ရဲ့နေအိမ်မှာပဲ9ရက်နေမှာဖမ်း ်မိခဲ့တယ်လို့သိရပါတယ်။အဲ့တော့ဖမ်းမိပြီးတဲ့အခါမှာဒီကောင်လေးရဲ့ဒီကောင်လေးကိုမေးတာပေါ့နော်။ရဲတွေကမေးမြန်းတဲ့အခါမှာကောင်လေးကဘာပြောလဲဆိုလို့ရှိရင်သူကဒီလိုမျိုး game နေအရင် sorry ပေါ့နော်။အဲ့ game နေဆိုလို့ရှိရင်လည်းလူလူတက်တဲ့တက်ဖြတ်တဲ့ game ကြီး sorry ရဲ့အပြင်ကိုဒီလိုမျိုး serial killer လူတက်တဲ့ရုပ်ရှင်တွေ series တွေကိုကြည့်ရတာဝါသနာပါတဲ့သူတယောက်ဖြစ်တယ်။နောက်ပြီးတော့လည်းအဲ့ဒီရုပ်ရှင်တွေကိုရုပ်ရှင်တွေထဲမှာသူကြည့်ပြီးတဲ့အခါမှာအဲ့အရာတွေအကြောင်းမလို့သူ ပြင်မှာလက်သက်စမ်းညင်စိတ်တွေပေါက်လာလို့ဒီလိုအာ Telegram Leader Telegram Channel ကနေပြီးတော့ဒီကောင်မလေးကိုအခကြီးငွေနဲ့ခေါ်ခဲ့တယ်လို့သိရပါဗျ။အဲ့လိုခေါ်ပြီးတဲ့အခါမှာသူတို့အတူတူနေကြရယ်ပေါ့နော်။နေပြီးတဲ့အခါမှာသူအိမ်ကနေအတိယူသွားတဲ့ Steeda နှစ်လက်နဲ့ ဘောနော်ထိုးတက်ပြီးတော့ဟိုတက်ဖြတ်ခဲ့လို့လည်းသိရပါတယ်။ရင်ဆုံးသူကဒီတချို့သောသတင်းတွေမှာလည်းသူကရင်ဆုံးလက်ဘင်းကိုညှစ်တယ်ညှစ်ပြီးတော့မှပေါ့နော်သူယူအသိယူသွားတဲ့ဓာတ်နဲ့ရင်ဘက်ကိုထိုးပြီးတက်ခဲ့လို့လည်းသိရပါတယ်။အဲ့လိုတက်ပြီးတဲ့အခါမှာဒီကောင်မလေးရဲ့ခန္ဓာကိုယ်ကိုရေချိုးကန်းထဲကိုဆွဲခေါ်သွားပြီးတဲ့အခါမှာတော့သူဟာစတင်လှိဖြတ်တာတွေလုပ်တယ်ပေါ့နော်။ပြီးတော့ကောင်မလေးရဲ့ကိုရင်းကလီစာတွေကိုလည်းသူက အကုန်ထုတ်ပြီးတဲ့အခါမှာပေါ့နော်ဒီလိုအင်တာအိုးတဲ့တဲထဲလိုက်သေးတယ်ပြီးတော့မှဒီလိုအမှိုက်အိတ်ထဲပြန်ထည့်ပေါ့နောက်ပြန်ပေါင်ပေါ့နော်ဘယ်ဘက်ပေါင်ရင်တိမ်ပြေနှစ်ပြေအသားတွေကိုလွှာခဲ့သေးတယ်လို့လည်းသိရပါဗျ အဲအားကြောင့်မလို့တေဆုံးသူမှဆုမြတ်ဝင်ကိုသူ့ရဲ့ခန္ဓာကိုယ်တွေ့တဲ့အခါမှာဆိုရင်ပေါင်ဟာအယိုးသက်တာပဲ generate လို့သိရပါတယ်။နောက်ပြီးတော့မှသူလူသက်ပြီးတဲ့အခါမှာသူ့ကောင်မလေးဖြစ်သူမအေမွန်အောင်ကိုလှမ်းခေါ်ပြီးတဲ့အခါမှာဒီလိုပေါ့နော်တန့်ရှင်းရေးပစ္စည်းတွေပါတယ်ယူလာပြီးတော့တန့်ရှင်းရေးလုံကြတယ်။လုံပြီးတဲ့အခါမှာလှီးဖြတ်ထားတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကို outdoor unit နားမှာဆွန့်ပစ်ခဲ့ပြီးတော့ ဒီကိုရင်းကလီစာတွေကိုတော့သူတို့ကဘိုးချုပ်လန်းကအမိုက်ပုံထဲမှာပစ်ခဲ့လို့လည်းသိရပါတယ်။ပြီးလို့ရှင်လူသက်လက်နဲ့တွေကိုလည်းဒီတံတားပေါ်ကနေပြီးတော့ပစ်ချပြီးဆွန့်ပစ်ခဲ့လို့လည်းသိရပါတယ်။အဲ့တော့ဒါကတော့သူ့ရဲ့ဝန်ခံချက်နဲ့နော်သူဘလို့လုပ်ခဲ့ရဲဆိုတာကိုဝန်ခံထားတဲ့အချက်လက်တွေပဲဖြစ်ပါတယ်။အဲ့လိုသတင်းတွေထွက်လာပြီးတဲ့အခါမှာလူတွေကသူ့ရဲ့ Facebook တွေကိုဝင်ပြီးလေ့လာကြတယ် သူ့ရဲ့နောက်ကျောင်းတွေကိုဝင်ပြီးလေ့လာကြတယ်အဲ့လိုလေ့လာတဲ့အခါမှာကောင်လေးရဲ့အဖေရောအမေရောနှစ်ယောက်စလုံးဟာဆရာဝန်တွေဖြစ်တယ်လို့လည်းသိရတယ်ပေါ့နော်စူဇန်စိတ်ထင်ဒီအဖေအမေနှစ်ယောက်စလုံးဟာဆရာဝန်ဖြစ်တယ်ပြီးတော့လည်းအလုပ်တွေလည်းအရင်များကြမယ်လို့စွန့်ထင်ပါတယ်အဲ့တော့ကိုသားသမီးကိုပြုစုစောင့်ရှောက်တဲ့နေရာမှာလိုအပ်ချက်တွေရှိနေတယ်ဒီကလေးတွေရဲ့စိတ်အနေစိတ်ထားကိုလည်းသိစစားမလေ့လာမိတာလည်းဖြစ်ဖြစ်မယ်ပေါ့နော်နောက်ပြီးတော့နောက်ထပ်ဓပုံတစ်ခုလည်းထွက်လာတယ်ပေါ့နော်အဲ့ဒါကသူတို့က volunteer လုပ်နေတဲ့အလှူခံအလှူငွေကောက်ခံနေတဲ့ပုံလေးပေါ့နော်သူနဲ့ကောင်မလေးတယောက်နေ ယ်ပေါ့အဲ့တော့လူတွေကအဲ့ကောင်မလေးကိုအင်မွန်အောင်လို့ထင်ပြီးတော့ဝိုင်းပြီးတော့ share ကြလို့အဲ့ကောင်မလေးကိုယ်တိုင်က "तू आ အင်မွန်အောင်မဟုတ်ပါဘူး तू ဟာဒီကောင်လေးနဲ့ ပေါ့နော်မေလ2025တော့ကနောက်ဆုံးတွဲခဲ့ပြီးတော့ပြတ်သွားတယ်သူရဲ့ရီစာဟောင်းဖြစ်တယ်ဆိုတဲ့အကြောင်းပြီးလို့ရှိရင်သူနဲ့တွဲစဉ်ကလည်းဒီကောင်လေးကအကျန်းဖတ်တတ်တယ်ဆိုတဲ့အကြောင်းရဲ့အဲအားအကြောင်းလည်းသူတို့နှစ်ယောက်ကပြတ်သွားတယ်ဆိုတဲ့အကြောင်းကို online မှာ live လွှင့်ပြီးတော့သူဖြေရှင်းခဲ့ပါတယ်ပြီးတော့တခြားသတင်းတစ်ခုမှာဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးလူသက်မှုဖြစ်စဉ်မှာရုံရင်းဆန်ခတ်ဖြစ်လို့ပေါ့နော်ဒီဆေးတွေဘာတွေတက်စီးသွားလို့ဒီ hotel မှာ၉000ရောခဲ့ရတယ်ဆိုတဲ့ကောလာဟာလာလည်းထွက်လာပါတယ်ဒါကတော့မဖြစ်နိုင်ပါဘူးဒီဟာစင်စိတ်တွေသတင်းအမှားဖြစ်မယ်လို့ထင်ပါတယ် ်တကယ်လို့သာဝန်ထမ်းနေရပေါ့နော်ဒီ check out မှာအခန်းကိုလာစစ်ခဲ့မယ်ဆိုရင်ဒီဘလောက်ပဲတန့်ရှင်းရေးလုပ်ထားလုပ်ထားဒီအခန်းမှာသွေးနံ့နေတော့၎င်းဒါမှမဟုတ်လို့ရှိရင်လည်းဒီလိုမျိုးပေါ့နော် chemical bleach စားရဲ့အနေနဲ့အဇန်းကိုထွက်နေမှာပါအဲ့ဒါဆိုချက်ချင်းတိသွားလောက်မယ်လို့ထင်တယ်ပေါ့နော်နောက်ပြီးတော့ဒီလိုမျိုးလူတစ်ယောက်လုံးကိုတက်ပြီးလှီးခုတ်ထားတဲ့သွေးတွေဟာလွယ်လွယ်ကူကူဒီလိုခလေးလေးနှစ်ယောက်ပေါ့နော် session နဲ့အရွယ်ခလေးနှစ်ယောက်သူတို့ကြည့်တော့လေပင်ပင်ချာချာတသေးလေးတွေဆိုအင်းနှစ်ယောက်ကဒီနိုင်ပိုင်းအတွင်းမှာတန့်ရှင်းကုန်စင်အောင်လုပ်နိုင်မယ်လို့ဆိုတဲ့မထင်ဘူးပေါ့နော် ပြီးတော့နောက်ဒီကောင်လေးရဲ့ပေါ့နော် Facebook ကိုဝင်ပြီးတော့လေ့လာတဲ့အခါမှာကောင်လေးရဲ့ my date တင်ထားတဲ့ post တွေပေါ့နော် public နဲ့တင်ထားတဲ့ post တွေမှာဆိုလို့ရှိရင်ဒီကောင်လေးကအဲ့လိုမျိုးအာနည်းနည်းလေး dark ဖြစ်တဲ့ဘက်တော့သွားတယ်သူဆွဲတဲ့ပုံလေးနောက်ပြီးလို့ရှင် तू အာပြောထားရေးထားတဲ့ဟာတွေကနည်းနည်းလေးတော့ dark ဖြစ်တဲ့ဘက်ကိုသွားတယ်နောက်ပြီးလို့ရှင်ဒီလိုအောက်လန်းနဲ့ပတ်သက်တဲ့အစီရင်တွေကိုလည်းစိတ်ဝင်စားတဲ့ပုံအာပေါ့နော်ဖော်ပြနေပါတယ်နောက်တစ်ခါကျတော့ကောင်လေးကဘာပဲပြောအဖေအမေနှစ်ယောက်စလုံးကဆရာဝန်ဖြစ်တဲ့တကြောင်မလို့အာငွေကြေးရတော့အဆင်ပြေတယ်ပေါ့နော်အဲ့ခါကျတော့ဒီသူ့ရဲ့ bio မှာရေးထားတဲ့စာအရာကိုကပေါ့နော်နည်းနည်းလေးဒီပြဿနာရှိတဲ့အပေါ်မှာလည်းနည်းနည်းမမောကြွကြွရှိတယ်လို့ဆန်ချင်ပါတယ်သူရေးထားတဲ့ bio က ကြတော့ပေါ့နော်။အမ်ဒီပျော်ရွှင်မှုကိုငွေနဲ့ဝယ်လို့မရဘူးလို့ပြောတယ်ပေါ့လေ။အဲ့ဒါလူစင်းရဲတွေဟာသူတို့ကအေးပျော်ရွှင်မှုကိုငွေနဲ့ဝယ်ဖို့မတက်နိုင်လို့ပြောတဲ့စကားဆိုပြီးတော့သူကရေးထားတယ်ပေါ့နော်။အဲ့စာကိုရေးထားတာကိုကြည့်ချင်အောင်သူဟာသူ့ရဲ့ငွေကြေးအာချမ်းသာမှုဒါမှမဟုတ်လေပြည်လဲမှုအပေါ်မှာမောင်းပါတယ်လို့ဆန်ကသုံးသပ်ပါတယ်။နောက်တစ်ခုကကြပေါ့နော်။အဲ့မှာသူကသူ့ရဲ့ relationship ကို single လို့ရေးထားပါတယ်။အဲ့တော့အခု ူ့ရဲ့လူတက်မှုမှာအကူညီတဲ့ကောင်းမလေးအေးမွားအောင်ဟာဒီ9လပိုင်းနောက်ပိုင်းမှာတွဲတဲ့ကောင်းမလေးဖြစ်ကြမယ်ပေါ့နော်9လပိုင်း2025နောက်မှာတွဲတဲ့ကောင်းမလေးဖြစ်ကြမယ်နောက်ပြီးတော့လေဒီရီစာဟောင်းရဲ့ပြောပြချက်ကအရင်တော့ဆိုရင်တို့ကတငယ်ချင်းနေဘလို့ကနေဘလို့ဒီအေးမွားအောင်နဲ့ရီစာဖြစ်သွားလဲမသိဘူးလို့ပြောရဲပေါ့နော်အဲ့တော့ကောင်းမလေးကသူ့ကိုတတ်မှာစိုးလို့ တချို့ကလည်းပေါ့နော်သူ့ကိုတက်မှာဆိုးလို့အာဟိုတယ်ကိုရွရွလာဖို့လှမ်းခေါ်လိုက်ပြီးရောက်တော့မှလွတ်သက်တာမှန်းသိတယ်မကူညီရင်သူ့ကိုတက်မှာဆိုးလို့အာကူညီလိုက်တယ်လို့လည်းတချို့ကပြောတယ်အာတချို့ကကြတော့လေထားပါတော့နော်ကောင်မလေးကထားပါတော့ကောင်လေးစီကနေပြီးတော့ပို့ပြီးတော့ပေါ့နော်အဲ့လို acceptance လိုချင်တယ်ပေါ့နော်ထားပါတော့ in relationship တွေပါတယ်မချိတ်ထားတဲ့အခါကျတော့ သူကဒီလိုမျိုးကောင်းလေးနဲ့စိတ်တူကိုတူလုပ်ပေးခဲ့ရင်ကောင်းလေးကသူ့ကိုပိုချစ်မှာပဲပေါ့။ပိုပြီးတော့သူ့ကိုတရားဝင်တွဲမယ်ဘာညာအဲ့လိုမျောလင်းချက်တွေရောပါမလားပေါ့နော်။နောက်ပြီးတော့ဒီလိုပေါ့တချို့တော့ဒီကောင်းလေးရဲ့ Facebook ထဲကတငယ်ချင်းတချို့ရဲ့ပေါ့နော်မြင်ရတဲ့ဒီ post တွေကို public နဲ့မဟုတ်ပဲね friend only နဲ့တင်ထားတဲ့ post တွေကိုမြင်ရတဲ့သူတွေရဲ့ပြောပြချက်အရဒီကောင်းလေးကပေါ့နော်သူကြိုက်တဲ့ကောင်းမလေးဆိုလို့ရှင်သွားလို့ပေါ့အဲကောင်းမလေးရဲ့နာမည်တွေဘာတွေကိုတက်တူးတွေဘာတွေတက်တူးတွေဘာတွေထိုးတယ် Facebook account တွေဘာတွေလဲအဲ့ညမင်းနဲ့ဖွင့်နေတကယ်လို့ကောင်းမလေးကလုံးဝလက်မခံလို့ရှိ ိရင်လူเจ้าကိုပေါ့နော်ဓာတ်ယူသွားပြီးချင်းချောက်တက်တယ်ချင်းချောက်ခဲ့ဘူးတယ်ပေါ့အဲ့ဒါကြောင့်လဲចောင်းထုတ်ခံရဘူးတယ်ဆိုတဲ့သတင်းတွေလည်းထွက်လာပါတယ်ဒါကတော့ဒီ online မှာပြတ်နေနေတဲ့သတင်းကိုပြန်မျှဝေပေးတာဖြစ်တဲ့တကြောင်မလို့ဘလောက်ထိမှန်ကန်တဲ့သတင်းလဲဆိုတာကိုတော့ချင်းချင်းမိယုံမှာပဲဖြစ်မှာပါဒီကောင်လေးอ่ะဟိုတယ်ကိုသွားတဲ့အခါမှာဆိုလို့ရှင်သူဟာဓာတ်တလက်ပေါ့နော်ဒါအချွန်တလက်ဓမာတလက်နဲ့ပလာယာတစ်ခုယူသွားရလို့သိရတယ်ပေါ့နော်ဒီလိုလူသက်ဖို့တောင်ကြိုတင်ကြံစီပြီးတော့ပစ္စည်းတွေယူသွားတဲ့သူဟာ ဒီလူသက်ပြီးလို့ရှင်ခန္ဓာကိုယ်ကိုဘယ်လိုဆွန့်ပစ်မယ်ဆိုတာကိုကြတော့မတွေးခဲ့ဘူးလားပေါ့နော်တချို့တွေကလည်းဒီအမှုမှာဆိုလို့ရှိရင်တကယ်ကိုဟာကွက်တွေအများကြီးရှိနေတဲ့တကြောင်မလို့တချို့ကကြတော့လေဒါဟာဒီလိုတွေးကြရလူဆွဲပြီးတော့အပြစ်ချလိုက်တယ်တကယ်ဂျူးလွန်နာကထားပါတော့အာနာရှိရဲ့သူဖြစ်မယ်ဒါမှမဟုတ်ပတ်စံအများကြီးရှိရဲ့သူဖြစ်မယ်ဟိုတယ်ကလည်းမြ мян အမှုပြီးသွားအောင်တွေးကြရလူကိုဆွဲပြီးတော့ဖမ်းလိုက်တယ်လို့လည်းတချို့ကထင်ပါတယ်အဲ့တော့တကယ်အဖြစ်မှန်အဲ့တော့ဘာဖြစ်မလဲဆိုတော့အခုစုစံတို့အခုချိန်မှာတော့မသိနိုင် ေးပါဘူးအခုလောလောဆယ်မှာတော့အဲ့ကလေးနှစ်ယောက်စလုံးဟာအထိုင်ခံထိထားပါတယ်ပြီးတော့လူတွေကပြောကြရဲပေါ့နော်ဒီလို serial killer ကားတွေလူသက်မှုအကြောင်းတွေ crime တွေစိတ်ဝင်စားလို့ဒီလိုမျိုးလူသက်ချင်စိတ်ဖြစ်တယ်ဆိုတာစူဇန်ကတော့အဲ့ဒါကိုလက်မခံပါဘူးအဲ့လိုသားတကယ်တမ်းပေါ့နော်ဒီလိုကြည်တိုင်းသားလူသက်ချင်မယ်ဆိုရင်စူဇန်အပါအဝင်ဒီတွေကလူတွေအားလုံးလည်းအဲ့လိုတွေဖြစ်ကုန်မှာပေါ့နော်ဟုတ်တယ်မလားတကယ်တော့မဆိုင်ပါဘူးစူဇန်တို့စိတ်ဝင်စားရဲဆိုတာကစူဇန်ကဒီလူသက်သမားတယောက်ရဲ့တွေးခေါ်ပုံဘာလို့သူတို့ရဲ့ပေါ့နော် background ဘာဖြစ် ဘယ်အရာတွေကသူတို့အဲ့လိုဖြစ်သွားစီတာလဲဘာကြောင့်သူတို့ကအဲ့လိုဆုံးဖြတ်ချက်တွေယူချင်တာလဲနောက်ဘာလို့အလောက်တောင်ရက်ဆက်နိုင်ရလဲစသဖြင့်အဲ့ဒီရဲ့သူတို့ရဲ့ nature တွေသူတို့ရဲ့ psychology ကိုလေ့လာခြင်းနဲ့စိတ်เนาะပြီးလို့ရှိရင်လဲဘာတွေဖြစ်ပျက်နေလဲစသဖြင့်အဲ့ဒါကိုသိခြင်းနဲ့စိတ်နဲ့လေ့လာတာပေါ့เนาะအဲ့ဒါတွေစိတ်ဝင်စားတိုင်းအဲ့ဒါတွေကြည်တိုင်းအာအဲ့လိုဖြစ်တယ်တော့စူဇန်ကတော့လုံးဝလက်မခံပါဘူး teenage ဝင်တဲ့အချိန်ဟာအရင်အရေးကြီးတယ်လို့ဆန်ထင်ပါတယ်နောက်ဒီလိုမျိုးပေါ့เนาะ အင်တာနက်တွေအရန်ခက်စားလာတဲ့အချိန်ပေါ့ကလေးတွေအင်တာနက်သုံးရင်အရန်အန်ဒီရများတယ်ပေါ့အဲ့လိုမျိုးမကောင်းတာတွေကြီးလို့ရတယ်မကောင်းတာတွေသင်ယူလို့ရတယ်ဆိုတာဒါကိုကဒီအင်တာနက်ကိုနော်ကို့လက်ထဲကိုရတဲ့ access ရနေတဲ့အင်တာနက်ကိုဘလို့အနေအမှာသုံးမလဲဆိုတဲ့ပုံမှာမူတည်ပါတယ်ကို့အကျိုးဖြစ်အောင်သုံးလို့လည်းရတယ်ဒီအင်တာနက်ကဒါမှမဟုတ်လို့ရှိရင်ကို့အဖြစ်ဖြစ်အောင်သုံးလို့လည်းရတယ်ပေါ့နော်ကိုကအခုတခုသိချင်နေဆိုဟိုးရင်တော့ဆိုစာအုပ်လိုက်ရှာဝယ်ရတယ်စာအုပ်ကိုဖတ်ရတယ်နော်ပြီးရင်ကို့ကိုဟိုအများကြီး effort တွေပတ်စံနေ site မှာ information လေးတစ်ခုရရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ကိုဖုန်းလေးရှိရတယ်ဖုန်းလေးနဲ့၄၅၀ကျက်ကောက်နှိပ်လိုက်တာနဲ့ information တွေအများကြီးရတယ်နော်ဒီလို chat gpt လိုမျိုး ai နေနဲ့ဆိုလို့ရှိရင် summarize လုပ်ချင်လည်းရတယ်အဲ့တော့တကယ်တမ်းကောင်းတဲ့ဘက်ကသုံးမယ်ဆိုရင်ကိုယ့်ကိုအကျိုးရှိအောင်သုံးလို့ရတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကိုကိုယ့်လက်ထဲမှာ access ရနေတဲ့ဒီ internet တွေတခုလို့တိုးတက်လာတဲ့ technology တွေတိုးတက်လာတဲ့ခေတ်ကြီးမှာ ကိုယ်ကိုအကျိုးရှိမဲ့အရာတွေကိုပဲဦးစားပေးပြီးလုပ်ပါလို့တကယ်လို့ကို့မှာဒီလိုမျိုးပေါ့နော်မကောင်းတဲ့ thought တွေဝင်နေပြီဆိုလို့ရှိရင်ကိုကိုကိုလည်းတိပေါ့နော်ဒီဟာတွေဟာဘလို့မှကောင်းတဲ့ဇက်သိမ်းဘလို့မှမဖြစ်နိုင်တဲ့တကြောင်မလို့လိုအပ်တဲ့ကုသမှုဆွေးနွေးမှုတွေခံယူပါအခုအညီတောင်းပါလို့ဆန်ပြောချင်ပါတယ်မိဘတွေကိုပွပွင့်လင်းလင်းဆွေးနွေးပါပေါ့နော်မိဘတွေပွပွင့်လင်းဆွေးနွေးပါလိုအပ်တဲ့အခုညီတောင်းပါစိတ်ကျမ်းမာရေးဆိုတာတကယ်ဟုတ်ပေါ့နော်ဂယုဆိုင်ပြီးတော့ ဟိုဂယုပြုရမယ့်အရာဖြစ်ပါတယ်ညလုံးနဲ့မြင်လို့မရတဲ့ယောဂါဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေဟာဘလို့မှအပေါ်ယံကြည့်ုံနဲ့တိနိုင်မှုခက်ခဲပါတယ်အဲ့တော့တကယ်လို့များကို့မှာအလိုမကောင်းတဲ့ thought တွေသူများကိုအနာတရားလှုပ်ချင်တဲ့စိတ်မျိုးဖြစ်ဖြစ်ကိုကိုကိုအနာတရားလှုပ်ချင်တဲ့စိတ်မျိုးဖြစ်ဖြစ်ရှိနေပြီဆိုရင် တကယ်ကိုကိုနဲ့ရင်းနှီးရတဲ့သူကိုရှင်းဖွင့်လို့ရမယ်သူဒီအပိုင်းနေမှာကျွမ်းကျင်တဲ့သူတွေနဲ့ဆွေးနွေးပြီးတော့အကူအညီရယူပါလို့ဆိုတဲ့ပြောချင်ပါတယ်အဖေနဲ့အမေဆိုရင်လည်းလို့ပေါ့နော်ဟိုဖြစ်နိုင်လို့ရှိရင်တငယ်ချင်းပေါင်းပေါင်းပြီးပေါင်းပြီးတော့ပေါ့အာသူတို့ရဲ့အခြေအနေသူတို့ဘာတွေလုပ်နေလဲအဲ့ဒါမျိုးကိုလေ့လာပြီးတော့သိအောင် လုပ်ပါလို့ထားပါတော့ဟိုကိုကအာနာကြီးနဲ့နော်သားသမီးနဲ့နှွေးထွေးမှုမရှိဘဲနဲ့မင်းဘာတွေလုပ်နေလဲဟဲ့ကောင်မင်းရဲ့ ဖုန်းကိုယူလာခဲ့စမ်းငါစစ်မယ်ဆိုရင်အခုလိုခင်မှာလူတယောက်ထင်တာ Facebook အကောင့်ကြီးအများကြီးရှိတဲ့ခင်မှာ ကဲဟိုသူတည်စာမတုံးတဲ့အကောင့်အတူပဲကိုလာပြမှာပေါ့နော်သူတကယ်ဘာကြီးလုပ်နေလဲဆိုတာသိရမှာမဟုတ်ဘူးအဲ့တော့တကယ်ကိုတငယ်ချင်းလို့ပေါင်းနိုင်အောင်နောက်ပြီးလို့ရှိရင်ပေါ့နော်အဲ့လိုသူတို့စီကိုအဲ့လိုအမိန့်ပေးတာမဟုတ်ပဲねဒါမှမဟုတ်လို့ရှိရင်အဲ့လိုပေါ့နော်ဟိုသူတို့ရင်ဖွင့်နိုင်လောက်အောင်ကိုကလည်းလက်ခံပေးတဲ့လူဖြစ်အောင်ကြိုးစားပါလို့သိရမလားသူတို့ကလည်းအမေရဲ့သားကလေဘလို့ပေါ့ကအမေရဲ့သမီးကလေဘလို့ပေါ့ကပေါ့နော်အဲ့လိုသူတို့ရဲ့စိတ်ခံစားချက်သူတို့တွေ့ကြုံရတာလေးကိုလာပြီးတော့ပုံမှန်လင်းလင်းပြောနိုင်အောင်ကိုကလည်း welcoming ဖြစ်အောင်ကြိုးစားပါလို့စံကအကြံပေးချက် ါတယ်။နောက်တစ်ခွာကြတော့ပေါ့နော်။အာဆိုတဲ့ဖတ်လိုက်ရတဲ့စာလေးတစ်ခုအားဒီလိုမျိုးတယောက်ယောက်နဲ့စကားပြောမယ်ဆိုလို့ရှိရင်ပေါ့နော် especially ကိုယ့်ရဲ့သားသမီးရဲ့နဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးတော့လာမင်းနဲ့ငါနဲ့ဆွေးနွေးစရာရှိရဲဆိုပြီးစကားပြောလိုက်ရင်ဟိုဒီသားသမီးတွေဟာကို open up ဖြစ်မလား။ကိုရင်မဖွင့်တော့ဘူးပေါ့နော်။အဲ့တော့ဒီလိုအလုပ်လေးတစ်ခုခုအတူတူလုပ်ရင်းနဲ့ပေါ့နော်။အဲ့လိုအရင်ဟောက်လာဒီနေ့ကျောင်းမှာဘလို့လဲအချင်းနေဘလို့လဲဟိုဟိုတငယ်ချင်းဟာဘလို့လဲစသဖြင့်ပေါ့ကိုကသူအတွက်ကိုအာသူရဲ့ well-being ကိုသိကျင်နေနောက်ပြီးလို့ရှင်ကိုကသူပြောလာတာကိုကို judge မလုပ်ဘူးပေါ့သိရမလား။ तू ကတခုပြောရဲကွာ။ तू အသက်အရွယ် तू ရဲ့ခေတ်ကာလနဲ့ပြောရဲဟာကိုမင်းကလည်းကွာဆိုပြီးတော့စပြီးတော့ဟိုဘယ်လိုလဲဝေဖန်တာမျိုးမဟုတ်ပဲနဲ့တိတိကျကျအပြုတ်သဘောနဲ့နားထောင်ပေးပြီးတော့ तू လာပြီးရှင်ဖွင့်အောင်စူးစားကြည့်ယူပါလို့စတဲ့ကအကြံပေးချင်ပါတယ်။နောက်တစ်ခါကျတော့အခုခစ်ကြီးကရန်တိုးတက်ပြောင်းလဲလာတယ်ပေါ့နော်။ဒီသားသမီးနဲ့မိဘကြားမှာ gap တရားပူပူပြီးကွာလာပါတယ်။ တို့ဟိုစနို့ဆိုရင်မတိတော့ဘူးနောက်ပိုင်းဆိုလို့ရှိရင်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေအများကြီးရှိတယ်အခု track တို့ဘာလို့လဲရှိရပေါ့เนาะစနို့ဆိုတုံးတော့မတုံးတော့ဘူးတကယ်ကိုပြတ်ကျန်ခဲ့ရပေါ့เนาะအဲ့တော့ကိုသားသမီးကလည်းတို့ generation တို့ခင်မှာအရန်ခက်စားတဲ့ဒီ social media platform တွေတုံးနေကိုရီးယားအခုဆိုရင် Facebook လောက်တင်ဂျီနက်ပြီးကျန်ခဲ့တဲ့သူဖြစ်တဲ့တကြောင်မလို့ဟာဟာဟာလာတယ်တို့ဘာတင်မန်းလဲမသိဘူးတို့ဘာတွေတို့ရဲ့ ပေါ်တော့ကိုပိုင်အတိုင်းဝိုင်းထဲမှာဘာတွေဖြစ်နေဘာတွေပြောနေသူကိုယ်သူဘလို့ပုံစံပါဘလို့လူမျိုးပါဆိုပြီး present လုပ်နေဆိုတော့လည်းစတော့မသိနိုင်ဘူးပေါ့နော်အဲ့တော့ကိုကသားသမီးရှိတယ်ဆိုရင်သားသမီးမွေးထားပြီဖြစ်တဲ့ကြောင့်မလို့သူတို့ကိုလည်းအာခြေရာမပြတ်ထွက်သွားအောင် လိုက်မိနေဖို့လိုပါတယ်အဲ့တော့ရှင်ပြောင်းမိပါရင်နည်းနည်းကလည်းသူတို့ရဲ့ဒီလိုတိုးတက်လာတဲ့ဟာတွေကိုလိုက်ပြီးတော့တိကျွမ်းနေအောင်လေ့လာဖို့လည်းလိုတယ်လို့စုဆန်းကအကြံပေးချင်ပါတယ် နားထောင်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။စုစဲရဲ့နားဆင်သူတွေအားလုံးဘယ်နေရာမှာပဲရှိနေရှိနေကိုရောစိတ်ပါစမ်းမချမ်းသာပြီးတော့ဘေးကင်းပါစေလို့စုစဲကဆုတောင်းပေးလိုက်ပါတယ်။အားလုံးနောက်တင်မယ့်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတ